ရန်ကုန်မြို့ကမူရစ်ကိုတော်ဖမ်းဆီးရမိမှုမှာ အာရခတ်တက်တော် AA ရဲ့စီးပွားရေးတာဝန်ခံကစီမံနေကြောင်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာစစ်ရေးအရာအရေးနိုင်နေခြင်းတွေမှာစစ်အစိုးရဆက်ဆက်လုပ်နေကြအကျင့်နဲ့လုံလေလုံထရှိတဲ့နိုင်ငံရေးရုံမာမှုဖြစ်တယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA ကမတ်လ19ရက်မနေ့ကရက်စွဲနဲ့ထုတ်ပြန်ပါတယ် AA ရဲ့စီးပွားရေးတာဝန်ခံကပင်လယ်ရေကြောင်းကနေမလေးရှားနိုင်ငံစီပို့ဆောင်မဲ့ကျပ်96ဘီလီယံတန်ဖိုးရှိတဲ့မူရစ်ဆေးဝါးတွေကို ရန်ကုန်မြို့မှာဖမ်းမိတယ်လို့စစ်ကောင်စီကမတ်လ18ရက်နေ့မှာဆက်ဆွဲထုတ်ပြန်ခဲ့တာပါ။မူရစ်စေဝါတွေကိုမတ်လ6ရက်နေ့ကရန်ကုန်မြို့ကမြောက်ဥကလာတောင်တကုံမြောက်တကုံမြို့နယ်တွေမှာဖမ်းဆီးရမိတာလို့စစ်ကောင်စီပြောပါတယ်။စစ်ကောင်စီရဲ့အဲ့ဒီဖော်ပြမှုတွေဟာရခိုင်မျိုးသားအဖွဲ့ချုပ် ULAAA အဖွဲ့အစည်းနဲ့ဘလုံးမှပတ်သက်မှုမရှိကြောင်းတုံ့ပြန်ပါတယ်။ပြီးတော့စစ်ကောင်စီဟာ AA ကိုစစ်ရေးအရာရှုံးနိမ့်နေတဲ့ကာလဖြစ်ပြီးပြည်တွင်းအိန္ဒိယနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှက်ရနေတဲ့အချိန်လေးဖြစ်တာကြောင့် ရှက်ရန်ရန်ပြီး ULAAA အဖွဲ့အစည်းကိုအညိုအတေကြီးစွာနိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်မှုတစ်ခုလည်းဖြစ်တယ်လို့ AA ကရှုမြင်သုံးသပ်ပါတယ်ဒုစရိုက်မှုတွေမူရစေဝါကိစ္စတွေနဲ့ခေတ်သစ်အွန်လိုင်းလိမ်လည်လောင်းကစားကြားဖြန့်ကိစ္စတွေဟာစစ်ကောင်စီထိန်းချုပ်ထားရာနေပြည်တော်ရန်ကုန်မန္တလေးအပြင်စစ်ကောင်စီရဲ့ပြည်သူစစ်တွေကြီးစိုးထိန်းချုပ်ရာနေမြေတွေနဲ့စစ်ဘိုလ်ချုပ်ကြီးတွေပိုင်ဆိုင်တဲ့နေရာတွေမှာသာအဓိကတွေ့ရလေရှိတယ်လို့လည်း AA ကပြောပါတယ်ရှင်